တို့ညာပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်အခုတစ်ခါဖတ်ပြပေးသွားမှာကတော့စာရေးဆရာမဂျူရေးသားထားတဲ့နေရင်ဤအခြားတစ်ဖက်အခန်း၃ပဲဖြစ်ပါရဲ့ရှင်နောက်ဆုံးတော့စမ်းသပ်မှုတစ်ခုကိုလောက်ကန်ခွင့်ပေးလိုက်တဲ့သဘောမျိုးဖြင့်မိမိစန္ဒကိုနှောင့်လိုက်ရောလိုက်ရလေသည် 46လမ်းရှိဆရာဝန်၏စေကန်းထဲသို့ရည်ရချက်ကင်းမဲ့သောခြေလမ်းများဖြင့်တလန်းချင်းဝင်လိုက်ပါသွားသောနှောင်း၏ငွေရွှေမှု၏ပြုံမြင့်ခြင်းနှင့်ကင်းဝေးလျက်ရှိပါသည် အခန်းဒီနှောင်းထင်ထားသည့်ထက်အတန်ရှင်အဝန်းစရာကောင်းသည်မှာနှောင်းရောက်နေသောနေရာသည်အခန်းတစ်ခုအတွင်ဖြစ်တော်လဲဟိုဘက်မှာနောက်ထပ်မှန်တကားတစ်ချက်ရှိနေသေးသည်နှောင်းရက်နေသောနေရာသည်ဇင်းချံတတာနေရာလိုကလေးဖြစ်ပြီးထိုနေရာတွင်ရုံးစပွဲအသေးတစ်လုံးနှင့်မတ်တက်ကလထိုင်တစ်လုံးသာရှိပြီးအနီရောင်လုံးကြီးဝတ်သူနာပြုဆရာမကြီးတယောက်ထိုင်လျက်ရှိသည်အထက်ဝင်သွားပါအမိုင် အထဲမဝင်မီကပင် အခန်းထဲကအပြင်စင်ကိုမှန်တကားမှဖောက်ထွင်းမြင်ရလျက်နှောင့်တဘောကျသွားသည်အထဲဝင်လိုက်သောအခါရှင်းကတစ်ခုဤအနံ့တမျိုးလုံးဝမရပဲပရိဘောကရနက်တစ်ခုသာရှိနေသည်ထူးဆန်းသည့်မှာလူနာကလေးလုံးဝမရှိပါထို့အချက်ဖြင့်ပင်နှောင့်ဤအစိမ်းကန်းကိုသဘောကျသွားသည်တတောင်တတာထိုင်နေသောအေကန်းတစ်ခုသာဖြစ်သည် ကျွန်းသားစတိန်ထိုင်ကုန်များရှိသည်။အဲကန်းစပွဲပေါ်မှာတော့စီးငဲတစ်ခုနှင့်ဘာမှမသက်ဆိုင်သောနှင်းစီပန်းဆိုင်အိုတစ်ခုရှိလေသည်။ထိုင်ကြပါ။စပွဲတစ်ဖက်မှာထိုင်နေသူသည်ဆရာဝန်ဆိုလျင်တော့ထိုဆရာဝန်သည်နှောင်းတွေးထင်ထားသလိုကြောက်စရာမကောင်းပါ။သူသည်နူးညံ့သောမျက်နှာထားဖြင့်တာမန်လူလက်ပိုင်းရွယ်ယောက်ျားတစ်ယောက်မျှသာဖြစ်သည်။အသားခက်လက်လက်အယက်မနှိမ်မမြင့်တိမ်မွေ့သောအမူအရာရှိသည်။ အဖျူယောင်ရှက်အင်းကြီးလက်ကရုံးကိုလမ်းဖင်းချက်တီအစိပ်ပိတ်၍တည်သက်စွာဝစ်ဆင်ထားသည်။သူ၏မျက်လုံးများမှာအညူယောင်လက်လက်အေးချမ်းသောအသွင်ပြင်းရှိသည်။နှောင်းခင်သောဟုတ်လား။သူ၏အတန်မှာနှုတ်ခမ်းဖြားကမလာပဲလက်ချောင်းထဲကအာခေါင်ထဲကလာသောအတန်ဖြစ်တော်လဲလို့ညင်သည်။ရှောင်းဝင်းအင်ဒရီရတော့အမေကိုနှောင်းကမဖြစ်မီမမေကအကောင်းချင်းဖြစ်သည်ဟုတ်ပါရဲ့ဆရာ ရှောင်းဝင်းမျက်နှာမှာဘဲဥပုံမျက်နှာဘဲဥပုံမှာမှတဆောင်းကြည့်ရင်လည်းပြချက်ချက်ပြင်းကြီးမဟုတ်ပဲဘဲဥလိုလုံးဝင်း၍အနတ်သက်ပြေရောက်သောမျက်နှာဖြစ်သည် အထက်အောက်ကျပြန်လွန်းသောနှစ်ဖူးသည်အပေါ်မှအောက်သို့တဖြည်းဖြည်းပြေရောစွာခုန်လာသည်မြေခုံးနှစ်ဖက်ကတော့တာမန်ခပ်ပပသားဖြစ်သည်မြေခုံးများနားရောင်ဤအထက်မှနည်းနည်းစိုက်ကြလာသည်ဖြင့်အမြဲတမ်းတစုံတစ်ခုကိုစဉ်စားတွေ့တော့နေသောမျက်နှာထားဖြစ်သည်မြေခုံးကအနေငယ်သာမို့သည်မြေတောင်များရှည်လျားတော့လဲမဲနှမှုမရှိခန့်ညိုညိုရွှေရောင်ဖျော့ဖျော့မြေတောင်များဖြစ်သည် သို့သောထွေရွှေရောင်ဖျော့ဖျော့မျက်တောင်မြင်မြင်များကြောင့်ပင်သူ့မျက်လုံးကပုံ၍ညိုလင်နေပုံရသည်နှာခေါင်းကခြုံလုံးတော်လည်းအနေငယ်သေးသည်နှာခေါင်းနှင့်နှာခမ်းအကြားကအချိုင်ရမ်းမြောင်းကလေးထင်ရှားသည်နှာခမ်းရောင်မှာမျက်နှာအသားရောင်နှင့်အတူတူပဲဖြစ်တော်လဲအနေရထင်ရှားဖောက်မှုသောကြောင့်ဒေသနေသည်ဤရှောင်းဝင်သည်ရှောင်းဝင်တယောက်ထက်အကဲဖြတ်လူကြီးတယောက်နှင့်တူသည် ။အီဆာဝင်းသည်ရှေ့မှမလုံမရှက်ထိုင်နေသောနှောင်းကိုပစ္စည်းတစ်ခုလိုဆိတ်ဆိတ်ဆက်ဆက်ကြည့်ရှုလျက်ရှိပါသည်။သူကနှောင်းကိုဘာရီများကုပ်ပေးနိုင်မှာပါလဲ။ကြည့်ကြသေးတာပေါ့။နှောင်းဟင်ဆိုတာအကြောင်းသူနော်။သိကြတာပေါ့။ဒါပေမဲ့နှောင်းကြောင်းသူဟုတ်မဟုတ်ကလူနာကုထုံးနဲ့ဘယ်လိုများတက်ဆိုင်နေလို့လဲ။သို့သောနှောင်းလုံးဝမရှိပဲသူ့ကိုခက်တီတီစိုက်ကြည့်နေလိုက်သည်။ဟုတ်ပါရဲ့ဆရာ။နောက်ဆုံးနဲ့ပထဝီအဓိကအကြောင်းသူပါ။ နှောင်းကိုစားမမေဖြစ်သည့်အတွက်ဆရာဝန်အနှောင့်အယှက်ဖြစ်သွားပုံမရပါသိကောင်းနေမိကြပဲအီလူသည်ရေလိုက်ငါလိုက်အလိုက်တင်နေတဲ့သူသူမျိုးဖြစ်ဟန်တူသည်စိတ်ရောဂါကိုဆရာဝန်တရားဝင်နံပါတ်1ချင်းကနေထင်ပါရဲ့သူမဆူဆူဝါးဝါးကြည့်ပြလိုက်သည်ကဘာကြီးတစ်ခုလုံးကိုကိုကအထက်စီးကလည်းကြည့်လို့ရတယ်ဖောက်ထွင်းပြီးလည်းကြည့်လို့ရတယ်ပိန်လယ်သမုဒ္ဒရာတွေကိုချင်းကပ်လို့ရတယ်တောင်တိုင်းတွေခြံဝန်းတွေကိုအနီးကပ်လေးလာရတယ်ပထဝီဟာတိတ်ပံပွဲဖြစ်တယ်မထင်ဘူးလား ညင်သာတိမ်မွေးသောစကားကြောင့်ကျမမတိမသားဆုတ်ထားမိသောလက်များကိုဖြေရောလိုက်သည်။နည်းနည်းတင်းကျပ်မှုရောကြသွားသည်။နှောင်းခင်သောဆရာဘာအကူညီပေးရမလဲ။သိကြသည်။နှောင်းကိုအယူတယောက်လိုသူသဘောထားနေရပဲ။ဒါကြောင့်စကားကိုခက်ဆဆတွန့်ဆုတ်ဆုတ်ပြောနေတာပေါ့။နှောင်းကဘာမှမကူညီနိုင်ပါဘူးဆရာရဲ့။ခက်ပြက်ပြက်လေးတန်ဖြင့်မာကျော်စွာပြောလိုက်သောစကားတန်သည်နှောင်းတက်မှပထမအုံဆုံးစကားတန်ဖြစ်သည်။ မမေရဆရာဝန်ကို အာနာသွားဟန်ဖြင့်အိုးဟုရေရွတ်ကနှောင်းဤလက်ဖြားများကိုတတိပေးသလိုဆွဲညှစ်လိုက်သည်ဆရာဝန်ကနှောင်းကိုအေးဆေးတိမ်မွေ့စွာကြည့်လျက်အတန်ကြာငြိမ်သက်နေပြီးမှပြီးမှဒါဖြင့်နှောင်းငင်ဆောင်မှာပြဿနာတစ်ခုတော့ရှိနေတယ်ပေါ့ဟုတ်အဲ့ပြဿနာကိုဆရာကိုပြပြချင်တဲ့စိတ်ရှိရဲ့လားသူမဆရာဝန်ကိုအန်ဂျင်ရီကြည်လိုက်သည်ပြပြချင်းစိတ်တော့မရှိပါဘူးဒါဟာဆရာတို့လုပ်ငန်းနဲ့ဘာမှမသက်ဆိုင်ဘူးလို့ထင်တယ် ။ဆရာလုပ်ငန်းကဆက်ရောက်ခတဲ့တွေကိုကုပေးတဲ့လုပ်ငန်းပဲ။နောက်ကအယူမမဟုတ်တာ။ဒါပေမဲ့ဆောင်ဝင်ကစကားထောက်မပေးပါ။ကလထိုင်နောက်ကျောကိုတက်တောင့်တက်တာမိလျက်လက်တန်းနှစ်ခုပေါ်မှာတကြောင်နှစ်ဖက်တင်လျက်လက်ဖမိုးတစ်ခုပေါ်သို့လက်ဖွားဖြင့်အုတ်ကင်လျက်ငြိမ်သက်စွာလန့်ကျင်နေပါသည်။ဒါပေမဲ့နောက်မှာဖြစ်နေတဲ့ပြဿနာကိုဆရာကိုပြောပြလိုက်လို့ထူးပြီးစိတ်ထိခိုက်ရမှာမဟုတ်ပါဘူး။ ်ဆရာဝန်ကထောက်ခံတယ်လို့ကောင်းကြီးဒါပေမဲ့ထူးခြားပြီးတတ်တာရရတော့မှလည်းမဟုတ်ဘူးဆရာဆရာဝန်ကကောင်းကြီးပြန်သည်နှောင်းသူ့ကိုမချေမချမ်းငင်းမော်မိသွားသည်အဲ့လိုအလိုလိုက်တဲ့အကြည့်မျိုးနဲ့မကြည့်ပါနဲ့နှောင်းဟာအယူတရားမဟုတ်ဘူးနှောင်းကဘာစိတ်ရောဂါမှမရှိဘူးဆရာဆရာသိပါတယ်နှောင်းသူ့ကိုဒေါသဖြင့်စိုက်ကြည့်လိုက်သည်ဆရာမသိပါဘူးဟုတ်ဗျာလုံးညံတိမ်မွေးစားပြုံးရလိုက်လေသည် အပြုံးချောင်းဆွဲဆောင်မှုများစွာဖြင့်တောက်ပကြည်လင်သွားသောသူမျက်နှာကိုကြည်ကနှောင်းအနှင်းငယ်ဆိတ်လျှော့ပြလိုက်ရသည်။နှောင်းပြဒနာကိုမပြောခင်နှောင်းဆရာကိုမေးခွန်းတစ်ခုမေးလို့ရမလား။တိတ်ရတာပေါ့ကြိုက်တယ်မေးခွန်းမေးပါသမီး။နောက်နှစ်နေ့ကြာမှဆရာတရားတော်မယ်ဆိုတာအတိအကျသိရင်ဆရာဘာလုပ်မလဲ။ဆရာဝန်သည်ပြေရောစွာထိုင်နေသောကိုမလိုက်သည်။ဆရာဝန်၏အလေးအနက်ဖြစ်သွားသောမျက်နှာကိုအလုံးမပေးဘဲစိုက်ကြည့်နေနှောင်းတေရတော်တော်ပြုံးမိမလို့ဖြစ်သွားသည်။ ကဲဖြည့်စမ်းပါဆရာကျေးဇူးပြုပြီးအဲ့ဒီမေးခွန်းကိုမှတ်မှတ်ဖြည့်စမ်းပါဆရာဝန်ကနည်းနည်းမှမပြုံးပဲဖြည့်ပါသည်နှစ်နှစ်ဆိုတဲ့အချိန်ဟာပျော်ရွှင်မှုကိုခံစားဖို့တိတ်မနေလာပါဘူးဆရာအဲ့ဒီအချိန်တွေကိုရောက်နေရဲဆိုရင်ဆရာပထမဦးဆုံးလောက်ရမှာကမြန်မာနိုင်ငံရဲ့မရောက်ဖူးသွေးတဲ့ဒေသတွေကိုလှက်ပတ်သွားမယ်ဆရာမှရှိရဝင်နဲ့နှစ်နှစ်အချိန်ကိုအချိုးကျတွက်ချက်ပြီးတနည်းကိုဘယ်လောက်သုံးဖြုံနိုင်တယ်လဲကြည့်မယ်ဆရာတည်ရင်ထားခဲ့ရမယ်အမွေဆက်ခံသူမှမရှိတာအားလုံးဆရာမတည်ရင်အကုန်ဖြုံသွားမယ် မလုံဘူးတဲ့အရာမှန်သမျှတစုံတယောက်ကိုလည်းမထိခိုက်ဘူးထင်အဆုံလောက်သွားမယ်ပျော်ရွှင်မှုနဲ့ငြိမ်းချမ်းမှုကိုရသမျှအကုန်အသုံးချဖြစ်မယ်။နောင်ဆရာဝန်ကိုမယုံသင်္ကာဖြင့်စိုက်ကြည့်နေသည်ဆရာရဲ့လူနာတွေအတွက်ရောဆရာဝန်ကမသိမသားပခုံးတုံသည်ဆရာရဲ့တိမ်မိကိုမသိရခင်မှာဆရာတို့တော့တွတ်တားနိုင်သမျှလုံပေးခဲ့ပြီးပြီပဲလူနာတွေဆိုတာကိုမရှိရင်မဖြစ်တဲ့လူတွေမှမဟုတ်တာ။ မြန်မာနိုင်ငံမှာကိုထက်တော်တဲ့ psychiatrist တွေမှာအများကြီးကိုမသိရင်လဲသူတို့ကိုပြဿနာမဟုတ်ပါဘူးဒီကိစ္စကကိုတယောက်တည်းရဲ့ပြဿနာပဲကိုတည်တဲ့အခါမှာသူတို့လိုအပ်ရင်လွမ်းဆွေးရင်တပတ်ပေါ့နောက်တော့ကိုဒီလောကကြီးရဲ့မှာရှိခဲ့ဘူးမှန်းတော့သူတို့သိတော့မှာမဟုတ်ဘူးတိတ်မှန်တာပေါ့ဆရာ။နောင်နနာကြီးကြီးပင်စိတ်ထဲကအကျိတ်ဝင်ထောက်ခံလိုက်ပါသည်။လူဘွားရဲ့အနှစ်သာရကိုအမျိုးမျိုးအထိပယ်ပေါ်ကြရယ်။ဆရာအတွက်ကတော့လူဘွားရဲ့အထိပယ်ကရုံးကန်လှူရှားခြင်း အချိုးပြူခြင်းပျော်ရွှင်မှုရှာဖွေခြင်းအဲ့ဒီသုံးမျိုးကိုအချိုးကျကျပေါင်းဆက်ထားခြင်းပဲဒါပေမဲ့ခက်တာကလူတွေကကိုယ်ပဲချိန်သိမ့်မယ်ဆိုတာကိုတိကျမတွက်တတ်ဘူးအိမ်မှာရှင်းအောင်အစီအစဉ်တွေလွဲချောကုန်တော့တာပဲအဲ့ကန်ဆိုးတာပေါ့ဒါဖြင့်နှောင်းကန်ကောင်းတယ်လို့ပြောရမှာပေါ့လေဆရာဝန်ကြီးမျက်နှာမှာအကြီးအကျယ်သတိထားဟန်ဖြင့်အနေငယ်ပြောင်းလဲသွားသည်နှောင်းခင်စော်ကနှောင်းကနောက်နှစ်နှစ်ကြာရင်သေတော့မယ်ဆိုတာနှောင်းသိနေတယ် သူစကားကိုဆွတ်ချိတ်မှိတ်ငယ်ပြောချလိုက်ပြီးတော့အခါအမြဲတမ်းလေးလံချက်တဲနေသော ဝင်းထုတ်ဝင်ပေါ်ကြီးတစ်ခု အနှင်းငယ်ပေါ်ပါတက်တာသွားသလိုရှိသည်အဲအောင်နှောင်းခင်စွာဘလို့လုပ်သိတယ်လဲဆရာဝန်တယောက်ကပြောတာလားမဟုတ်ဘူးအမ်နှောင်းဆရာဝန်မျက်နှာကိုမဝင်မရဲ့အကက်ကလေးရဲ့နှောင်းပြောချလိုက်သည်နှောင်းကိုအကြမ်းပြင်ဆရာမတယောက်ကဟောထားတယ်ဆရာနှာစက်လေးနဲ့မှနှောင်းတရားလိုက်မယ် နောက်ဆုံးရင်တို့ဆောင်ဝင်ရမောခြင်းမရှိပါပြုံးပင်မပြုံးပါစဉ်းစားတော့မျက်နှာဖြင့်နှောင်းကိုတစ်ချက်ကြည့်လျက်ခေါင်းကိုအသာညှိနေအဲ့လိုစကားမျိုးကိုပထဝီအဓိကနောက်ဆုံးနဲ့အကြောင်းသူတယောက်ယုံကြည်ဖို့လက်ခံဖို့ဆိုရင်လုံလောက်တဲ့အကြောင်းတွေအများကြီးရှိနေရမယ်။နောက်နေဆောင်ဝင်ကိုပထမဆုံးအကြိမ်အထင်ကြီးသွားသည်။သူသည်နှောင်းထင်ထားသလိုလူတယောက်ကိုနားလည်ဖို့ခက်ခဲသူမဟုတ်ပါ။အရာရာကိုမျှတစွာတွေးမြင်ဖို့စူးစမ်းသူဖြစ်ပါသည်။ဟုတ်ကဲ့ရှိနေရဲ့ဆရာ။ ခုနောက်နှောင်းရင်ထဲမှာအငဲရန်လေးလံတင့်ကျက်နေသောတောကဝင်းတော်ဝင်ပိုးကြီးကိုမမျောလင့်ပဲအစအဆုံးပျော့ပြလှက်မိတာဖြစ်သွားသည်။ဆရာဝန်သည်စကားတစ်လုံးမှမထောက်ပဲနှောင်းကိုငေးမောနေသည်။စကားဆုံးသောအခါနှောင်းမျက်လုံးအဆုံးမှမျက်ရည်များလိမ့်စင်းကျလျက်ရှိသည်ကိုနှောင်းသတိထားမိသွားသည်။နှောင်းအနှင်းငယ်ရှက်ကလက်ခုံဖြင့်ပုတ်တိုက်တုပ်ပြသည်။မမေအားလက်ကင်ပွားဖြင့်နှောင်းကိုအသားအရာပုတ်တပ်ပေးသည်ဆရာဝန်ကပင့်တက်တစ်ချက်ရှိုက်လိုက်ပါသည် ပြဿနာမင်းလိုကလေးမတယောက်တည်းအတွက်ရင်ဆိုင်ဖို့ခက်ခဲတယ်လို့ဆိုတာဆရာသိပါရဲ့ဒီပြဿနာကိုဆရာလည်းဘေးကနေကိုကြီးစဉ်းစားပေးခြင်းတယ်အ ਨੇ ဆုံးဘာတွေလုပ်ရင်ကောင်းမလဲဆိုတာတိုင်ပင်ကြတာပေါ့နောက်ခင်စော်လက်ခံရဲ့လားဟုတ်ကဲ့အင်းဆောင်ဝင်းစီတို့သွားရောက်အကူကြီးတောင်းရင်ဇွတ်တိုက်တွန်းခဲ့တော့မမေကိုနှောင်းကျေးဇူးတင်သွားပါသည်တကယ်တော့စိတ်ရောကအထုကိုဆောင်ဝင်းတွေဟာခက်ချံချောင်လူတွေမဟုတ်ပါပဲလား ပထမဦးဆုံးဆရာတို့သတိထားရမှာကအချိန်ကာလကိုတက်ချက်တဲ့နေရာမှာဘယ်သူမှအတိအကျပြပြလို့မရအောင်။အို့မှာတိတ်လောက်တဲ့ယောဂါတစ်ခုကိုရနေရဲ့လူနာတယောက်ဆိုတော့အသေးကျွတ်တဲ့ယောဂါအချိန်တွေကိုလိုက်ပြီး6လကနေ9လထိဆရာတို့ခန့်မှန်းကြတယ်။ဒါအတိအကျဘယ်လိုမှမမှန်နိုင်ဘူး။ဥမာအဆောက်ကန်စာအစိမ်ပေါ်မှာမူတည်ပြီး3လကနေ2နေ့ထိဆရာတို့ခန့်မှန်းကြတယ်။အဆောက်တစ်ဖက်လုံးကူးနေတဲ့ကန်စာယောဂါတဲ့တယောက်ကိုဆရာက3လလို့ခန့်မှန်းလိုက်တယ်။ဒါပေမဲ့လူနာတစ်နှစ်ကြာအောင်တက်ရှင်သွားတယ် သွေးကန်ဆာတဲ့ယောဂတဲ့တယောက်ကိုဆရာတစ်နှစ်လို့ခန့်မှန်းလိုက်တယ်။ကန်ဆိုးခြင်းတော့တစ်လအတွင်းမှာပဲသေးရအမီသေးသွားတယ်။အဲ့ဒီနေရာမှာဆရာတို့မြန်မာဆေးကျန်းရေးလက်ခံရမှာကန်ရယ်စိတ်ရယ်ဥတုရယ်အာဟာရရယ်အသက်ရှင်မှုကိုထိန်းချုပ်ထားတယ်။ဒီတော့အချိန်ကာလကန့်သက်တဲ့နေရာမှာအဲ့ဒီလေးမျိုးလုံးတစ်ခုခုကိုအကျိုးပြုနေမှာမှန်ကန်နိုင်မှာပေါ့။ဆရာဝန်ဤစကလုံးများသည်နှောင်းဤရင်ထဲသို့တုံခါမှုကင်းစွာဝင်ရောက်သွားသည်။သိမ့်မဆိုးလာပါ။ ။တိလောက်တဲ့ယောဂတဲ့တယောက်ကိုယောဂဇင်းမြင့်အတိအကျသိတဲ့ဆရာဝန်ကခံမန်းနာအောင်လွှဲချော်နိုင်နေသည်။တာမန်အကောင်းမကတိကျမ်းမာနေတဲ့လူတယောက်ကိုဘယ်နှစ်နှစ်မှအတိအကျသိမယ်လို့ဟောလိုက်တာတော်တော်မိုက်မဲတာပဲ။အဲ့ဒီအဟောမဖြစ်သေးခင်မှာကြိုတင်စိတ်ပိုးပြီးစောက်တီရမယ့်ဟာဖြစ်နေတဲ့လူကပိုပြီးမိုက်မဲ။နောက်မျက်လုံးမှာဒေါသရိပ်များကိုဆရာဝန်ကမမြင်ချင်အောင်ဆောင်နေပါသည်။ဒါပေမဲ့လူဟာလူချင်းနာတွေတိတ်များပြီးအကုန်မရနိုင်တော့ဘူးလို့ထင်လာတဲ့အခါအဲ့လိုပဲမိုက်မဲတက်တယ်။ ဒါဟာလူပိတတာပဲဆရာတို့အခုဖြေရှင်းရမယ့်ပြဿနာကဒီကိစ္စဟာတကယ်ဖြစ်နိုင်မဖြစ်နိုင်ဆိုတာပဲဒါကိုလက်တွေ့ကြကြချင်းကကြည့်ရအောင်နောက်မြလာခြိုက်ကညှိတက်သွားသည်ဆရာဝင်သည်ထိုင်ရမှဖြင်းဖြင်းစွာထိုင်ရလိုက်သည်ဆရာဝင်အရက်မှနှောင့်ထင်ထားသည့်သက်ပို၍အမြင်ပါသည်အနေရောင်အနောက်ခံတွင်စက်ကြောင်အဖြူပြောင်များမှုန်းချဲထားသည့်ရောပစိုးတဲ့ အဖြူရောင်ရှိအင်းကြီးကြောင့်ငြိမ်သက်တော့တော်ဖတ်မှုဖြစ်သွားသည်။ဆရာဝန်ကိုကြည့်နေရင်းမှာပင်သူသည်နှောင်းဤဒုက္ခကိုကယ်တင်ပေးနိုင်မည့်ပုံကိုဖြစ်ကြောင်းသိကြစွာလက်ခံလိုက်သည်။ဆရာဝန်သည်သူ့ထိုင်ကုန်၏နောက်ဖက်တွင်နှောင်းနှင့်မျက်နှာချင်းဆိုင်ရိပ်၍ကိုယ်အနေငယ်ကန်းကာကလထိုင်နှောင်းမီပေါ်လက်ဖွားနှစ်ဖက်ထောက်ထားသည်။စကားပြောသောအခါလဲချောင်းတွေကသို့မဟုတ်အခေါင်တွေကလာသောအတန်ဖြင့်လင်းနေစွာတို့တိတ်စွာပြောလေသည်အသက်24နှစ်မှာလူတစ်ယောက်တိတ်ဆုံးဖို့ဖြစ်တယ်ဆိုတာ ဖြစ်နိုင်ဘူးလို့ထင်ရပေမဲ့တကယ်တော့တိတ်ဖြစ်နိုင်တယ်။24နှစ်အရွယ်မင်းကလေးတအုပ်တေဆုံးဖို့အတွက်နီးလန့်တွေယောဂါတွေအများကြီးရှိတယ်။တကယ်လို့အဲ့ဒီယောဂါတွေကိုမရှောင်ရှားနိုင်ခဲ့ဘူးဆိုရင်ပေါ့လေပထမဆုံးတေဆင်နိုင်တဲ့ယောဂါတွေကိုစဉ်းစားရမယ်။ပထမဆုံးကြောက်ရွံ့တဲ့ယောဂါကကင်ဆာပဲ။အသက်ငယ်ရွယ်သူတွေမှာကင်ဆာဖြစ်နိုင်ဘူးလို့တချို့ကထင်တယ်။ဒါပေမဲ့ငယ်ရွယ်သူတွေမှာကင်ဆာဟာအဖြစ်နဲ့တာပဲရှိရဲမဖြစ်တာမဟုတ်ဘူး။ဒီတော့24နှစ်အရွယ်မှာဖြစ်နိုင်တဲ့ကင်ဆာတွေကိုတက်ကြည့်။အကြံမြင့်ပေါ့အသက်ကင်ဆာ အယုတ်ကင်ဆာသွေးကင်ဆာရင်သားကင်ဆာတုပ်ပြုံကင်ဆာအေးဒီထဲကနေလူသိများရောဂါအတွန်းကင်ဆာပြီးတော့နှောင်းခင်ဆောင်မှာသွေးကင်ဆာဖြစ်နိုင်ခြေရှိသလားဆရာဝန်ကနှောင်းကိုတစ်ဆင့်လောက်စိုက်ကြည့်သည်နှောင်းဖြစ်ရန်မေးသောမေးခွန်းမဟုတ်မှန်းသေးပါသည် လက်သေးဆုံးမထားရဲ့လက်သေးတွေလက်ဖျားတွေနိမြန်းနေရဲ့ပါးတွေကပန်းသွေးရောင်ဖြစ်နေရဲ့နှာခမ်းကပန်းသွေးရောင်နေနေရဲ့ဒီတော့နှောင်းခင်ဆောင်မှာသွင်းခင်စားဖြစ်ဖို့အရင်ရောင်ပြောနေသွေးရနေရောကတော့မရှိဘူးဆောင်ဝင်ကမတိမတာတစ်ချက်ပြုံးရေးဆက်ပြောသည်အသက်ကန်စားအကြောင်းဆရာတို့ပြောကြည့်အောင်နှောင်းခင်ဆောင်ရဲ့ပုံမှန်တဲ့ရာအသက်ရောကတဲ့တရားဝဲပုံမှန်တဲ့နေလုံးဝမတူဘူးဒါမဲ့နောက်မှဖြစ်လာနိုင်ခြေကိုတွက်ကြည့်အောင်နှောင်းခင်ဆောင်အသက်ရောင်တော့ဖြစ်ဘူးလားဟွန်းကောင်းနေ ဝမ်းကန်ယောဂါမကြခဏဖြစ်ဘူးသလားအပြင်ကအစားအစာတွေမတက်တဲ့ယူတွေတောက်ဘူးလားစားဘူးလားဟွန်းနောင်ဝမ်းကန်ယောဂါလည်းမဖြစ်ဘူးအပြင်ကအတုပ်တွေပါရင်လည်းမစားဘူးဆရာရေကိုလည်းအိမ်မှာရေချဲအေးပဲတောက်တယ်သိကောင်းတာပေါ့နောင်ခင်ဆောင်မှာအတေယောဂါဖြစ်ဖို့အခွင့်အရေးမရှိတော့ဆရာဝင်တင်ဆရာဝင်နဲ့မတူပဲဆရာတယောက်အသင်ခန်းစာရှင်းပြပေးနေတယ်လို့ပုံစံမျိုးဖြစ်နေသည် မလိုအပ်ဖဲစိတ်မထိုးနဲ့စိတ်ဆရတဲ့အကျင့်ကိုပဲလုပ်။ဒါဆိုရင် AIDS လေယောဂလည်းမကူတော့ဘူး။အတန်းရောင်ယောဂဘိုးလည်းရှစ်ထိုးအကနေမဝင်တော့ဘူး။အယောကန်ဆာနဲ့ရင်သားကန်ဆာကတော့ကာယကံရှင်ကိုယ်တိုင်သိနိုင်တဲ့ယောဂပဲ။အဲ့ဒီယောဂတွေမဖြစ်နိုင်ဘူးဆိုတာနှောင့်ခင်ဆိုတာသိနေမှာပဲ။တဥပြုံကန်ဆာကတော့ကိုယ့်ဟာကိုယ်မသိနိုင်အောင်ဆရာဝန်ဆန်းတဲ့ရင်တော့ဖြစ်ခါစားမှာမသိနိုင်အောင်။ဒါမဲ့မစိုးရင်ပါနဲ့အခုဆရာတို့နိုင်ငံကအနေငယ်တိုးတက်နေပြီဆိုတော့ ultrasound လို့ခေါ်နေကြတဲ့ယောဂရှာဖွေကိရိယာအကြောင်းနှောင့်ခင်ဆိုကြားဖို့မှာပေါ့။ဟုတ်ကဲ့။ အဲ့လိုပဲ scan လို့ခေါ်တဲ့ယောဂရှာဖွေနည်းနဲ့ဆန်းသက်ကြည့်လို့ရတယ်ကိုရောတတိရှိရှိချင်းဆိုင်ကြမှာဖြစ်မယ်နောင်ဆရာဝန်ကြီးစကားကိုအနေငယ်လက်မခံနိုင်ဘူးလို့ဖြစ်သွားသည်တတိအကြောင်းမပြောပါနဲ့ဆရာနှောင်းတတိရှိပါတယ်နှောင်းတိတ်ဆုံးချင်းဆိုတာကိုရင်မဆိုင်ရဲလို့ကြောက်နေတာမဟုတ်ပါဘူးဆရာဝန်ကဘာမှဆက်မပြောပဲနှောင်းကိုခေါင်းငိမ်ပြပါသည်နှောင်းကတေးရမအောင်မကြောက်ပါဘူးဆရာရဲ့ဒါပေမဲ့နှောင်းရဲ့မရှိတော့တဲ့အဖြစ်ကိုလုံးဝလက်မခံနိုင်လောက်မနာလို့ဖြစ်နေရဘာတို့ကမနာလို့တာလဲ ဆရာဝန်ကဒုဒိတ်စွာမေးသည် အသက်ရှင်ကြံ့ရင်းမဲ့အားလုံးကိုပေါ်ဆရာဆရာဝန်ကဖြေးလင်းစွာကောင်းချိန်ပါသည် နောက်မှလှုပ်ရှားရအများကြီးရှိတယ်။နှောင့်တင်ကျင်တဲ့ပညာတွေအများကြီးရှိတယ်။လူဘွားဆိုတာဘလို့လဲလို့တော့နှောင့်ခန်းစားကြည့်ကျင်တယ်။နှောင့်ကဘာနှံ့ခိသွားကျင်တယ်။နှောင့်ဘွားရဲ့ဖြစ်တည်မှုအနှစ်သာရကိုနှောင့်အပြည့်အဝသိကျင်တယ်။နှောင့်ဟာအငြင်းစိုးစားနေခဲ့တဲ့သူပါ ။နောက်ပြီးတော့နှောင်းဟာကိုချင်းသိက္ခာကိုလည်းအမြဲထိန်ခဲ့ရဲ့ဆရာ။နောက်ပြီးဗုဒ္ဓဘာသာအလိုရလည်းနှောင်းဘဲအသက်ကိုမှတော့မတက်ခဲ့ဘူး။ပိုးမွားတကောင်ရဲ့အသက်ကိုတော့နှောင်းမတက်ခဲ့ဘူး။နှောင်းဘဲတရဝါပေါ်မဆိုအမြဲကျင်နာတက်ခဲ့။နှောင်းပတ်ဝန်းကျင်မှာတငယ်ချင်းတွေမိတ်ဆွေတွေမကောင်းမှုလုပ်နေတဲ့သူတွေရှိရဲ့။သူတို့ကအသက်ရှင်ကြံရည်ပြီးနှောင်းကတည်သွားရမယ့်အဖြစ်ကလုံးဝမတရားဘူး။နှောင်းတငယ်ချင်းတွေနှောင်းကသူတို့ထက်တနည်းအားမှတရတဲ့ထင်ရင်မနာလိုတဲ့သူတွေနှောင်းမှအများကြီးရှိတယ်။ သူတို့ကအခုနှောင်းတိတ်နေမကောင်းတာကိုမြင်တော့စိုးရိမ်ပူပန်သလိုစကားတွေနဲ့နဲ့တိတ်နေပေမဲ့သူတို့နှောင်းဒီလိုဖြစ်မှာကိုမြင်လို့ပျော်ရွှင်နေကြတယ်။ဟဲ့နှောင်းတိရဲ့ဆရာနှောင်းမမပါဘူး။သူတို့မျက်လုံးထဲမှာနှောင်းမြင်နေရတယ်။သူတို့ကနှောင်းတိသွားရင်ပျော်ချလိမ့်မယ်ဆရာ။နှောင်းအဲ့ဟာကိုဒေါသဖြစ်မိရဲ့။ဆရာဝန်ကနှောင်းဝန်ငင်းမောနေမိသည်။နှောင်းတိအနေငယ်များထိန်ချုပ်မှုမရှိပဲစက်တိုက်ပြောနေမိတော့သည်။တိတ်ရဲဆိုတာဆုံးရှုံးသွားတာပဲ။ နှောင်းကရှုံးမအောင်ကြောက်တယ်အသက်ရွယ်ကြီးလို့လူဘဝတက်တန်ရေးကအုံမင်းလို့တေးသိန်းလို့တင်တာမျိုးကိုနှောင်းလက်ခံတယ်ဒါပေမဲ့နှောင်းအသက်ငယ်ငယ်လေးမှာတေးရမယ်ဒါလုံးဝမတရားဘူးမကောင်းမှုမတမညာဘယ်တော့မှမလုပ်ဖဲအမြဲဆောင်ထိန်ခဲ့တဲ့နှောင်းအတွက်စီရင်ချက်ကြီးကလုံးဝမတရားဘူးဆရာနှောင်းအဲ့ဟာကိုလက်မခံခြင်းဘူးနှောင်းအရှုံးမပေးခြင်းဘူးတိမ်မာကြောက်တာထက်လူလောကတွေကထွက်သွားရတဲ့အရှုံးကိုလက်မခံခြင်းဘူးနှောင်းနောက်ထေသွားတဲ့အခါမှလေးလေသူကနှောင်းကိုတနန်းခိယူနာတတ်တလို့လိုမျိုးစုပ်တတ်တတ်နဲ့ညည့်ရည်လဲပြကြလိမ့်မယ်ဆရာ မိကိုသူတို့နှစ်သိမ့်ပေးလိုက်မယ်သူတို့ကိုယ်တိုင်ကတော့ဘယ်တော့မှမသေးတော့မဲ့ပုံစံမျိုးအနိုင်ရသူရဲ့မျက်နှာထားမျိုးတွေနဲ့ပေါ့ဆရာရဲ့နှောင်းရဲ့အလောင်းကိုငုံချီကြလိုက်မယ်အားရောနှောင်းဘယ်လိုလုပ်ပြီးရင်ဆိုင်နိုင်မှာမလဲနှောင်းကတော့နည်းနည်းမှအရှုံးမပေးခြင်းအောင်အတတ်နိုင်ဆုံးခံတိုက်မှာပဲနှောင်းသူတို့ကိုမုန်းနေဆရာထို့နောက်နှောင်းရှိုက်ကြီးတငယ်ငိုချလိုက်လေသည်ပဝင်းချင်းသည်နှောင်း၏ရှိုက်တံမှတခြား exit ညင်တန်နေသည် မိမိကအနှောင်းအနှီးတွေတောင့်တောင့်ကြီးထိုင်ကမျက်ရည်တွေကြကခေါင်းခါရန်နေမိတော့လေသမီးကိုလက်ဖြားကလေးဖြင့်ထိကိုင်းဖတ်ပွေးဖို့ပင်ခွန်အားမရှိတော့ဘူး။ဆရာဝန်ကတော့မျက်နှာချင်းဆိုင်မှာမတည့်ရင်ငိုရှိုက်နေသောကလေးမကိုငေးမောကြည့်နေသည်။ရှိုက်တဲ့ဖြည်းဖြည်းတိတ်သွားမှသူစကားဆက်တင်ပြောသည်။နှောင်းခင်သောမင်းချိတ်ထဲမှာဖြစ်ပေါ်နေတဲ့အချက်တွေအားလုံးကိုဆရာခန်းစားလို့ရတယ်။နှောင်းခင်သောကိုစိတ်မညစ်ပါနဲ့လို့ဆရာပြောရင်ဆရာဟာအယူပဲဖြစ်မယ်။ကိုချင်းစာတရားခေါင်ပါရဲလူမိုက်ပဲဖြစ်မယ်။ မင်းကိုဆရာဘာသာရေးတရားအကြောင်းဟောပြောပေးနိုင်တာပဲအနေဆာဆိုတဲ့စကားလုံးကိုဆရာလွယ်လွယ်ကလေးရွတ်ပြနိုင်တယ်ဒါမဲ့နှောင်းရင်ဆိုအခုလိုအပ်နေတာဘာသာတရားမဟုတ်သေးဘူးနောက်ပြီးအနေဆာကိုဆရာတော်ရှင်းရှင်းလင်းလင်းလက်မခံနိုင်သေးရဆရာထအသက်ထောက်ဝက်လောက်နေတဲ့မင်းကိုဆရာဘယ်လိုလုပ်ပြီးပြောပြရမလဲနှောင်းဒီဆရာကိုအထိပယ်ကင်းမဲ့တော်မျိုးလုံးများဖြင့်တွေ့တွေ့ကလေးငေးနေသည်နောက်ခင်ဆိုအခုလိုအပ်နေတာကအဲ့ဒီတေချင်းတရားဆိုတာကိုတွန်းလှန်ဖို့ကြော့ဖြတ်ဖို့အားမှန်ပဲ လူဘွားဆိုတာအပြည့်အစုံရေးထားပြီးသားစာအုပ်တအုပ်ဆိုတဲ့စကားကြားဘူးသလားနှောင်ဖြေးလေးစွာခေါင်းငိမ့်သည်အဲ့စကားကိုလက်ခံသလားနှောင်နှကန်းတင်းတင်းစေကဆက်ခနဲခေါင်းခါရင်ပြလိုက်လေသည်ဟွန်းမယုံလက်ကောင်းတာဗောအဲ့စကားကိုဆရာလည်းမယုံဒါဖြင့်ဆရာနဲ့နှောင်ခင်စောနဲ့ယုံကြည်ချက်ရှင်တူသွားပြီနှောင်ခင်စောကိုဆရာအများကြီးကူညီပေးလို့ရ යි ပထမဆုံးဆရာတို့လောက်ရမှာကအမှန်ကိုရင်ဆိုင်ဖို့ပဲ။ နောက်နှစ်နှစ်မှာတိတ်မယ်ဆိုတဲ့အကြောင်းအရာဟာအမှန်လားအဲ့ဟာကိုတီးဖို့ဒုလုပ်စရာအများကြီးရှိတယ်။တေချာမှငိုကြတာပေါ့။မတေချာခင်မှာနည်းနည်းမှစိတ်ထဲမကြအောင်ဟုတ်ပြီနော်။ဟုတ်ကဲ့။မနေ့ဖြန်မှာနှောင်းခင်စောတမားတော်ကြီးတယောက်ရဲ့စေကန်းကိုတွားရမယ်။အဲ့ဒီဆရာကြီးစီမှာနှောင်းခင်စောရဲ့ကျမ်းမာရေးအချိန်လေးကိုစစ်ဆေးဖို့ကြိယာရေးရှိတယ်။လိုအပ်ရင်သူကတခြားစေကန်းတစ်ခုကိုညွှန်ပြီးတော့စစ်ဆေးပေးလိုက်မယ်။ ဆရာဒီကနေဈာမဲနဲ့လိုအပ်တာတွေရေးပေးလိုက်မယ်အဲ့မှာဒီကုလုံးယောဂါဆစ်ဆိတ်ကြည့်ရမယ်အဲ့ကနေအဖြစ်သိရရင်ဆရာစီကိုပြန်လာခဲ့ကန်ဆိုးွားလို့နှောင့်ခင်းဆောင်မှာယောဂါတစ်ခုခုရှိနေဆရာတို့ချက်ချင်းကုသလို့ရတာပေါ့ကိုကျမကြီးကိုအမြဲခရုတစိုက်ထိမ့်သိမ့်နေတဲ့သူဟာပြစ်စလက်ခတ်နေထားတဲ့လူထက်အသက်ရှယ်လေးရှိရယ်နှောင့်ခင်းဆောင်လက်ခံရလားဟုတ်ကဲ့လက်ခံပါတယ်ဒါပေမဲ့ကို့မှာရှိသမျှစီးစိမ်တွေပုံပေးပြီးလောင်းရယ်နှောင့်ခင်းဆောင်မှာဘာယောဂါမှမရှိဘူး ဆောင်ဝင်းအတန်မှာလုံးဝတေချာသူတယောက်၏အတန်မျိုးဖြစ်၍နှောက်ခင်းစွာအတက်သွားသည်။ဒါပေမဲ့အသက်24နှစ်အရွယ်မိန်းကလေးတယောက်ဟာယောဂဝေဒနာဖြစ်မှသိနိုင်တာတော့မဟုတ်ဘူး။သူတည်နိုင်မှုမတော်တဆထိခိုက်မှုတွေအများကြီးရှိရဲ့။စိတ်တတရာရသွားပြီဖြစ်သောနှောင်းကိုအမှန်တမ်းသတိပေးလိုက်သောဆောင်ဝင်း၏စကားသည်နှောင်း၏ရင်ထဲသို့ဆူဆူနဲ့နဲ့ကြီးဝင်ရောက်သွားသည်။ကားတိုက်ပြီးတင်နိုင်တယ်၊ငွေကြိုက်ခံရလို့တင်နိုင်တယ်။တိုက်ပေါ်ကလိမ့်ကြလို့တင်နိုင်တယ်။စိတ်ထုံးမှပြီးစိတ်မတက်လို့တင်နိုင်တယ်။ ခွေးယူကိုက်ခံရပြီးခွေးယူပြန်ယောဂါနဲ့သိနိုင်တယ်။တန်ဆူးယုံကလေးနဲ့မေးခံယောဂါနဲ့သိနိုင်သေးတယ်။တေးစရာနီးလန်းတွေကတော့အများကြီးပဲ။ဆောင်ဝင်းမျက်နှာမှာနည်းနည်းမှမပြောမှသူ့အတီပေါက်ပြောနေခြင်းဖြစ်သည်။နှောင်းအနှဲငယ်နာကြီးစွာသူ့ကိုအန်ကျဲ၍ကြည့်မိသည်။ဒါပေမဲ့အရာရာမှာသတိရှိနေတဲ့လူအဖို့ဒီကောင်တွေဝင်မလာနိုင်ဘူး။အရေးကြီးတာကမိမအငဲတဲ့သတိရှိနေဖို့ပဲ။တောက်ဝရဏအဖျားတွေကိုမတက်နဲ့။လှေကားအတက်အစင်လှေမလို့နဲ့။ တားလန့်ဖြတ်ကူးတဲ့အခါအလင်းမလို့နဲ့မွေးရှိနိုင်တဲ့နေရာတွေတားတွေကိုမသွားနဲ့ခွေးတွေတရိတ်ဆန်တွေကိုတတ်နိုင်တဲ့များရှောင်းမလို့လားအဖေနဲ့စိတ်မထိုးနဲ့မင်းလုံးစရာအလုပ်တွေမှာအများကြီးရှိနေအဲ့အောင်သူများလုပ်ပေးလို့မရအောင်တောင်းခင်းစောကိုရိုင်းလုံးမရမယ်ဟုတ်ကဲ့ဆရာနောက်ဤစိတ်မှာပုံမှန်နီးပါပြန်လဲညင်သက်သွားပါသည် အခုဖပြခဲ့တာကတော့ဆိုင်းဆ iam မဂျူရေးသားထားတဲ့နိုင်ငံကြီးအခြားတစ်ဖက်အပိုင်းသုံးပဲဖြစ်ပါရဲ့ရှင်။နောက်ပတ်ဒီမှာလည်းအခန်း၄ကိုဆက်လက်ဖပြပေးသွားမှာမို့တို့ညာပြည်သက်များအားလုံးပဲစောင့်မျှော်နားဆင်ပေးကြပါအောင်ရှင်။ကျေးဇူးအထူးပဲတင်ရှိပါရဲ့ရှင်။